မိတ်ဆွေတို့စဉ်းစားကြည့်ပါကဘာပေါ်မှာအကြီးဆုံးဗုဒ္ဓရဲ့ဘောတော်ကြီးတစုရဲ့ကိုခန္ဓာတွင်းတဲ့ကိုမိတ်ဆွေတို့ကိုယ်တိုင်ဝင်ရောက်ပြီးတော့ဗုဒ္ဓဘာသာရဲ့31ပုံကိုလေ့လာနိုင်မယ်ဆိုရင်ရောဒီနေ့မှာတော့ကျွန်တော်တို့ရဲ့သူကမင်း YouTube Channel လေးကနေမယုံနိုင်ချက်အံပေါ်ပွဲတွေပြည့်နှက်နေတဲ့မြန်မာနိုင်ငံရဲ့မြို့တော်တစ်ခုကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်အဲ့ဒီမြို့ကတော့အီယာမရဲ့ဘောတော်ကြီးတွေနဲ့မူရဲမြေဖြစ်တဲ့မုံရွာမြို့လေးပဲဖြစ်ပါတယ် မုံရမျိုးဟာရွေးရှင်းတဲ့မျိုးတမျိုးတော့မဟုတ်ပါဘူး။သူကကဘာပေါ်စိန်ခေါ်နေတဲ့ဘာရာအီပီတုကလဲရတယ်ကို ပိုက်ဆိုင်ထားပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ခမရတို့တေချာပေါက်တည်ရှိနေမဲ့အဓိကဖျားကြီးလေးစုကို အသေးစိတ်လေ့လာကြမှာပဲဖြစ်ပါတယ်။အဲ့ဒါတွေကတော့ကဘာအကြီးဆုံးရဲတော်မှုဖျားကြီးနဲ့ထရောင်းတော်မှုဖျားကြီးတရှိရာ မဟာဗောဓိတထောင်ဖျားကြီးဝင်ဖျားစုပေါင်း၅သိန်းကျော်ကိန်းဝတ်တဲ့ မိုးညင်းတာဖို့တွေဖျားကြီးနဲ့တမိုင်းဝင်ကြောက်ကရှုကူနီဖျားကြီးတို့ပဲဖြစ်ပါတယ်ဒီဖျားကြီးတွေရဲ့တမိုင်းထူးခြားချက်နဲ့ဘာတွေလေးလာနိုင်မယ်ဆိုတော့ကိုအခုပဲတခုချင်းစီစတဲ့လေးလာကြည့်ရအောင်ပထမဆုံးအနေနဲ့မဟာဗောဓိတထောင်ဖျားဝင်ကိုတွားကြရအောင်တထောင်ဆိုတဲ့အတိုင်းပဲဒီဖျားဝင်နဲ့မှာဗောဓိပင်ပေါင်း9000ကျော်နဲ့ထိုင်တော်မူဗောဓရေပွားတော်ပေါင်း1000ကျော်ကိုတစုတစည်းတည်းဖူးမြော်ရမှာပါ ဖျားရှင်ပွင့်တော်မူရာဘောရိပင်ရဲ့အဓိပ္ပာယ်ကိုဖော်ပြပြီးတော့အကမဟာပဏိတဗရဏနာရဒမဟာဘောဓိတထောင်ဆရာတော်ဘုရားကြီးက1960ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။လျှောင်းတော်မူဘုရားကြီးကဲအရင်ဆုံးမြင်တွေ့ရမှာကတော့လျှောင်းတော်မူဘုရားကြီးပဲဖြစ်ပါတယ်။ဒီဘုရားကြီးကို1960ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့အလျားအဖျင်း 333ပေမီတာ100မီတာရှိလျားပါတယ်။အေယာမှာဘုရားကြီးဖြစ်တဲ့အတွက်ကပ္ပအကြီးဆုံးလျောင်းတော်မူဘုရားများထဲမှာပါဝင်ပါတယ်။ဒီလျောင်းတော်မူဘုရားကြီးရဲ့ထူးခြားချက်ကတော့ရုပ်ပေါတော်ကြီးရဲ့အတွင်ပိုင်းကိုလှိုင်ကောင်းသဖွယ်ဝင်ရောက်ဖူးဖော်နေတာပဲဖြစ်ပါတယ်။အတွင်ထဲမှာဘုဒ္ဓဝင်နဲ့ဘုရားဗာဒဆိုင်ရာတမန်ဝင်ပကြီးကားတွေရုပ်ပေါတော်ငယ်လေးတွေကိုဖူးဖော်နိုင်မှာဖြစ်ပါတယ်။ဖျားရှင်ရဲ့ပြိဋိဘံဆောင်တော်မူကန်းကို ဖော်ပြထားတာမလို့တံဝေကားရစရာလည်းဖြစ်ပါတယ်။ရတောင်မူဘုရားကြီးတရားတော်မူဘုရားကြီးရဲ့နောက်ပတ်တောင်ကုန်းပေါ်မှာထိုးထွက်နေတဲ့ဘုရားကြီးတစုကိုလည်းမြင်တွေ့ရမှာပါ။ဒါကတော့ကပ္ပအမြင့်ဆုံးဘုရားရဲ့ဘွားတော်တွေထဲမှာပါဝင်တဲ့လေညွန့်ဆက်ကြရတောင်မူဘုရားကြီးပဲဖြစ်ပါတယ်။ညံတော်အပါဝင် အမြင့်ကတော့424ပေမီတာ129မီတာမြင့်မားပါတယ်။1995ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီးတော့2008ခုနှစ်မှာပြီးကြီးခဲ့တာပဲဖြစ်ပါတယ်။ဒီရတော်မူဖျားကြီးဟာအထက်33သက်ပါဝင်ပြီးတော့ဗုဒ္ဓဘာသာမှာရှိနေတဲ့33ပုံ33ဘဝဆက်ဝန်းကိုကိုစားပြုပါတယ်။အတွင်ပိုင်းကအလီကားတွေနဲ့အထက်တိုင်းကိုတက်ရောက်နိုင်ပါတယ်။ဒီမှာပဲဖျားကြီးရဲ့အသေးစိတ်ကို လေ့လာကြည့်ရအောင်။လေကျွန်းဆက်ကြရတော်မူဖျားကြီးရဲ့အဓိကရည်ရွယ်ချက်ကတော့ ဖျားဘူးဧည့်သည်တွေကိုဖျားရှင်ရဲ့အဆုံးမနဲ့တန်တရာလေးပုံကိုမြဝါထိတဲ့တိရှိနားလည်နိုင်စေဖို့ပဲဖြစ်ပါတယ်။အထက်33ဌက်မှာတထက်ချင်းစီရဲ့နယံတွေမှာပကြီကားတွေနဲ့ပြည်နေပါတယ်။အောက်ဆုံးဌက်မှာစတင်ပပထားတာတော့ဗုဒ္ဓဒေသနာတော်တွေမှာ ပါရှိတဲ့အပယ်လေးပုံငရေတိရှိတဲ့နဲ့ငရေပုံရဲ့စူဝါပုံတွေကို ပုံဖော်ထားတာပါ။မကောင်းမှုဒုစရိုက်အမျိုးမျိုးအတွက် ခံစားရမယ့်အပြစ်ဒဏ်တွေကိုပကြီကားတွေနဲ့ ကြီးရှူရတဲ့အခါတံဝေကယူစရာကြောက်မတ်စရာတွေဖြစ်စေပါတယ်လူသားတွေအနေနဲ့မကောင်းမှုကိုရှောင်ကြဖို့တိုက်တွန်းလို့ဆိုတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်အလယ်လက်ထက်တွေမှာတော့လူဘုံနတ်ဘုံစတဲ့တုခရီဘုံတွေကိုဖျက်ပြထားပြီးတော့အပေါ်ဆုံးထက်တွေမှာမြမပီစတဲ့တန့်စင်တဲ့ဘုံဘွားတွေနဲ့တရားဓမ္မတွေပုံမမြပြတ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ရုပ်ဘွားတော်ကြီးရဲ့အတွင်းမှာ အနေဆုံးဘုံမှာ အမြင့်ဆုံးပုံအထိဘဝဆောင်ဝင်ရဲ့အစီအစဉ်ကို ဖန်တီးထားတာကတကယ်ကိုလေးစားစရာကောင်းလာပါတယ်ဒီလိုပကြီကားတွေကရောင်စုံအမှုစိတ်ရေးဆွဲထားပြီးတော့ရှေးခေတ်ပကြီလက်ရာနဲ့ခင်မိလက်ရာတွေကိုပေါင်းဆက်ထားတဲ့အတွက်အမှုပညာတာမျိုးလဲအလွန်ကြီးမားလာပါတယ်ဖျားကြီးတွင်မှာတယောက်ဖူးမြော်တဲ့အခါမှာဘာသာရေးဗဟုသုတတွေအပြင်မြမပကြီအမှုပညာကိုပါတပြိုင်နက်လေးလာနိုင်မှာပဲဖြစ်ပါတယ်ဖျားကြီးရဲ့အမြင့်ဆုံးနောက်ကိုရောက်တဲ့အခါမှာတော့တောင်ငုံဘော်ကနေ မုံရွာမျိုးကြီးတစ်မျိုးလုံးရဲ့ရှူရင်းတွေတရားတော်မူဖျားကြီးရဲ့ပေါ်စည်းမြင်ကွင်းနဲ့ချင်းလင်းမြကြီးကိုပါလှမ်းမြောက်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဒီကဘာလုံးကိုကောင်းကျိုးလိုလားတဲ့ဆရာတော်ကြီးရဲ့မေတ္တာဂရုဏာနဲ့ဉာဏ်ပညာကိုဖော်ကျူးတည်ဆောက်ထားတဲ့ဘီတုကလည်းရမြောက်ဂျုတ်ပွားတော်ကြီးပဲဖြစ်ပါတယ်။နောက်ထပ်ဖျားကြီးစီကိုဆက်သွားကြရအောင်။မုံကြီးတမောတွေဖျားကြီး။ကဲအခုဆိုရင်ဖော်ရီထောင်ကနေခရီးဆက်ပြီးတော့မုံရွာမျိုးရဲ့ ထင်ရှားတဲ့ဘုရားကြီးနောက်တစုဖြစ်တဲ့မွန်ငင်းတပ်ဖို့တွေဘုရားကြီးကိုရောက်ရှိလာပါပြီ။ဒီဘုရားကြီးကတော့မြန်မာနိုင်ငံမှာဘိတုကလည်းရအရန်ထူးခြားတဲ့ဘုရားကြီးတစုပဲဖြစ်ပါတယ်။မွန်ငင်းတပ်ဖို့တွေဘုရားကြီးကိုမွန်ငင်းဆရာတော်ဘုရားကြီးရဲ့ဩဝါဒနဲ့စတင်ပြီးတော့1939ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။မူလတည်ထောင်ခဲ့တာတော့1303ခုနှစ်ကတည်းကပဲဖြစ်ပါတယ်။ဒီဘုရားရဲ့ထူးခြားတဲ့ဘိတုကကိုကြည့်လိုက်ပါ။ မြန်မာပြည်သူကအစဉ်လာနဲ့ထိုင်းပြည်အပုံစံတွေကိုပေါင်းဆက်ထားသလိုခံစားရစေပါတယ်။အပေါ်တတ်နဲ့အောက်တတ်အော်တိုင်းနေတီဇီဒီပရိုငယ်ပေါင်း845စုနဲ့ဝင်းရံထရာကိုတွေ့ရမှာပါ။ဖျားဝင်းအဝင်ဝမှာချင်းနေကြီးတွေစားဇင်းညံဆောင်အဖြူရောင်ဆင်ပြူတော်ကြီးများကအဆောင်အချောက်ဖြင့်ထားကြည့်တာလည်းထူးခြားတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။ဖျားပေါင်း9သိန်းကျော်ဖျားကြီးရဲ့တွင်ပန်းကိုဝင်ရောက်လိုက်ရင်တော့ပို့ပြီးတော့အားအသင့်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ ။မွန်ရင်တံခိုးရီဖျားကြီးတဲမှာဖျားရဲ့ဘွားတော်ပေါင်း9သိန်းကျော်ကိန်းဝင်နေပါတယ်။အဓိကကန္နာကုရိတကြီးရဲ့နိုင်ငံတွေမှာရော မျက်နှာချက်တွေမှာပါအနုစိတ်ခရီးထားတဲ့ဖျားရဲ့ဘွားတော်ငယ်လေးတွေကိုအခန်းချင်းလေးတွေထဲမှာထည့်သွင်းပူဇော်ထားတာဖြစ်ပါတယ်။ရွှေရောင်တမုံမွန်းနဲ့တန်မောင်းမြောက်တော်ဘုရားရုပ်ဘွားတော်တွေကကြီးမားတဲ့တသနာအရှိန်မော်ကိုဖော်ညွှန်းနေပါတယ်။ဒါအပြင်ကန္နာကုရိတရဲ့အလဲဘုံမှာရှိတဲ့ရွှေရောင်ကိုတော်ကြီးကလည်းဖူးမြော့သူပေါင်းရဲ့ စိတ်ကိုအေးချမ်းစေပါတယ်။ဖရာကြီးတစုတည်းမှာဖရာပေါင်းများစွာကိုတစုတစည်းတဲ့ဖူးမြော်တာကရှာရှာပါပါအတွေ့အကြုံကားတစ်ခုပဲဖြစ်ပါတယ်။တောက်ကရှုကူနီဖရာကြီးမုံရမြို့ရဲ့ဘာသာရေးအမှုနည်းတွေကိုလေ့လာတဲ့နေရာမှာမဖြစ်မနေထည့်သွင်းရမယ့်နောက်ထပ်အရေးပါတဲ့ဇီရီတော်တစုကြံပါသေးတယ်။ဒါကတော့မုံရမြို့ရှိဘက်မှာတရှိတဲ့သမိုင်းဝင်တောက်ကရှုကူနီဖရာကြီးပဲဖြစ်ပါတယ်။ ဒီရွှေဝန်ကြီးဖျားကြီးဟာမုံရမြွန်းနယ်ကြောက်ကရွာမှာတရှိပြီးတော့ဇေဒီတော်ကြီးကိုတဒနာနဲ့236ခုနှစ်လောက်မှာအိန္ဒိယနိုင်ငံပါတလိပုတ်ပြီကတိရိဓမ္မတော်ကမင်းကြီးကမြစဖရာအောင်တော်ချင်းနေမင်းဘုရားကဖြစ်တော်မူခဲ့တဲ့နေရာကိုအမတ်တရပြုပြီးတော့တီထားကူးကွယ်ခဲ့တဲ့ဇေဒီပေါင်း7000လောက်နဲ့ကအစုပဲလို့တတ်မှတ်ကြပါတယ် ရာဇဝင်သမိုင်းနေရတော့ဒီဖျားကြီးကကုန်းမခေအစောပိုင်းမှာမြမပြည်နေရဲ့ကူးကွယ်ရာဖျားတစုဖြစ်ခဲ့ပြီးတော့နောက်ပိုင်းမှာလည်းထီနန်ဆက်ဆက်ပြုပြင်မုံမှန်ခဲ့ကြပါတယ်။ဖျားကြီးရဲ့အဆောင်မိုးစံဟာရှီအောင်ပကံခက်လက်ရနဲ့နီးစပ်ပြီးတော့သမိုင်းတံမိုးရအလွန်တက်ပိုးရှိပါတယ်။ရွှေကူနီဖျားကြီးရဲ့အဓိကလူကြောချက်ကတော့နှစ်စဉ်နေ့တိုင်းမြမတက္ကရိတကူလာမှာကျင်းပလိမ့်ရှိတဲ့ဗုဒ္ဓပူဇနီးယပွဲတော်ကြီးပဲဖြစ်ပါတယ်။ဒီပွဲတော်ကြီးဟာမုံရော်နယ်တိုင်းမှာတော့ စီကားဆုံးနဲ့အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်ပြီးတော့တခြားဒေသတွေကဖျားကူးတွေကပါလာရောက်လေ့ရှိပါတယ်ဒီပွဲတော်မှာဘာလာရေးအခမ်းအနားတွေအပြင်ဒေသထောက်ကုံတွေရွေးရပစ္စည်းတွေကိုရောင်းချတဲ့ဈေးပွဲတော်ကြီးပါပါဝင်တာကြောင့်ရှေးခေတ်မြန်မာယူရရည်ချင်းမှုကိုပါ ထင်ဟက်စေပါတယ်ရွှေကူနီဖျားကြီးဟာစကားနဲ့နေတာကြီးရဲ့အထင်ကရသာသနိကအဆောက်အုံတစ်ခုအနေနဲ့ဘာသာရေးရရောရည်ချင်းမှုရပါလွန်စွာအရေးပါလာပါတယ် ဒီလိုသမိုင်းမူရင်းတွေကိုထိနေစားချောက်ရင်ရှင်းအောင်တော်မှုတွေကိုလေးလံနိုင်မှုအတွက်ရှုကဏီဖျားကြီးဟာလာရောက်လေးလံတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ကဲဒီနေ့မှာတော့ကမ္ဘာအဆင့်မီဘာသာရေးအမွေအနှစ်တွေတရှိရာ မုံရမြို့ရဲ့ကွန်ဆောင်အန်အောပွဲရာတွေကိုလေးလံဝင်ရခဲ့ပါပြီ။ကမ္ဘာအကြီးဆုံးရဲတော်မှုနဲ့ပြောင်းတော်မှုဖျားကြီးတို့တရှိရာမဟာဗောဓိထောင်ဖျားစုပေါင်း9သိန်းကျော်ကင်းဝေးရာမွေးရင်တော်မှုတွေနဲ့တမိုင်းဝင်ကြောက်ကရှုကဏီဖျားကြီးတို့အကြောင်းကိုဘဝတ္တရာပွဲ သေးစိတ်ညှောက်ပြီးခဲ့တာပဲဖြစ်ပါတယ်။မုံရမျိုးဟာဒီလူအမခန်းဖျားပထူးတွေကြောင့်မြန်မာဗုဒ္ဓဘာသာတမိုင်းမှာအရေးပါတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဘိတုကာလေးရတွေတမိုင်းအစင်လာတွေနဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကိုတစုတစည်းတည်းလေးလဝင်ရနိုင်မဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အားလုံးပဲမုံရမျိုးကို ရောက်သားပြီးတော့ဒီဘုရားကြီးတွေရဲ့ခန္ဓာတော်မှုကိုကိုယ်တိုင်ကိုကြဖူးဖော်နိုင်ကြပါစေလို့တိုက်တွန်းရင်းဒီနေ့အစီအစဉ်ကိုဒီမှာပဲကျေနပ်လိုက်ပါပြီခင်ဗျာ။ ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတရှိဖို့ channel ကို like and subscribe လုပ်သားဖို့မမေ့ပါနဲ့ခင်ဗျာ။နောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။